ကြပြုံမြို့နယ်တိုင်ရှောင်းရွာနဲ့ရှောင်းဝကျေးရွာအကြားမှာအရခတက်တော်အေအေနဲ့စစ်တပ်တို့အကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တွေစီကနေသိရပါဗျ။နွေမာလာစနေရနေ့ညကနေမနေ့ကအထိတိုက်ပွဲတွေပြင်းထန်နေကြတာပါ။စစ်တပ်ကလည်းထိုးစစ်ဆင်နေတယ်လို့ခန့်စစ်တာခုခံခဲ့တဲ့အေအေကလည်းပြန်လေထိုးစစ်ဆင်နေတယ်လို့စစ်ရေးတရင်ရင်းမြစ်တွေကပြောကြပါဗျ။ စစ်တပ်ကကြေးရည်လေးစစ်ကူယူပြီးတိုက်ခိုက်နေပေမဲ့နေကျွန်လာတဲ့စစ်ကြောင်းတွေကိုအေအေကဖျက်တောက်တိုက်ခိုက်နေလို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်ပွဲ area ထဲမှာပါဝင်နေတဲ့ရှောင်းဝမင်းခုံတိုင်းတိုင်းရှောင်းမင်းပြင်ကျေးရွာတွေကိုစစ်တပ်က drone နဲ့အပါအဝင်မြေပြင်နဲ့ရေပြင်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ကြီးရွာတွေကနေအိမ်တချို့ပျက်စီးမှုတွေလည်းရှိခဲ့ပါရယ်အလားတူစစ်ကောင်စီကသဘဝတန်ငွေနဲ့ရေနံတင်ပို့ရာမဒေးကျွန်းအနီးမြစ်ထဲကနေပြည်တော်အပါအဝင်အုံကျင်ရေတပ်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ drone bomb တွေရှာတာတွေကြောင့်မရိုင်းဆိုင်ကျွန်းမြို့ချောင်းကျွန်းနဲ့အနီးအနားကကြီးရွာတွေဟာလည်းလက်နက်ကြီး drone တွေကြာရောက်မှကိုစိုးရင်ပြီးတော့ဘေးလွတ်ရာကို တင်းရှောင်နေကြရတယ်လို့သိရပါရယ်